ပပောဘသူနဲ့မှမချစ်စေခြင်းဘူးဆိုရဲဆယ်လီဇွန်ဝင်းမောင်ရဲ့သမီးလေးနှင်းစုဝေအော်ဝါလို့သမီးချက်သူများကိုပို့ချစ်သွားမှာကြောက်တာပပောဖေလိုသမီးကိုအမေလိုသမီးစားကြတော့ကြတော့ဖေရဲ့သမီးရဲ့ပဲရှိရောကြတော့ဖေတို့သမီးချစ်ပါရဲ့ဒိတ်သမီးရှင် သမီးလေးနင်းစုဝေကတော့ဆယ်လီဇော်ဝင်းမောင်ရဲ့တူရဲသောသမီးဖြစ်တယ်လို့ဒါဖာနယောက်ကဆယ်လီရီအဖြစ်ရည်တည်နေကြတာဖြစ်ပါတယ်။ဒါဖာနယောက်လုံးကဟာတာရီလုပ်ပြီးတော့ဗီဒီယိုတူလေးတွေတင်ရင်းနဲ့ပေါက်လာခဲ့တာဖြစ်ပါတယ်။ဆယ်လီဇော်ဝင်းမောင်နဲ့သမီးလေးတို့ကအရင်တုန်းက အရန်ကိုခက်ခဲခဲ့တာဖြစ်ပါတယ်။ဆယ်လီဖြစ်လာမှသာအဆင်ပြေလာခဲ့ရပါ။သမီးလေးမိခင်ဖြစ်သူလည်းမရှိပဲဖခင်နဲ့သာအထူးထူးနေနေရတာဖြစ်ပါတယ်။ဆယ်လီဇဝင်းမောင်ကသမီးလေးကိုသူတယောက်တည်းအားနဲ့သာပြုစုပြုထောင်နေတာပါ။ယောက်ျားတစ်ယောက်အနေနဲ့သမီးကိုတယောက်တည်းပြုစုပြုထောင်ရတာမလွယ်ကူပါဘူး။ဒါပေမဲ့ဆယ်လီဇဝင်းမောင်က တမီးလေးကိုမျက်နှာမငယ်အောင်အကုန်လုံးလိုက်လို့ပေးတာဖြစ်ပါတယ်။တမီးလေးကလည်းဟာသာဗီဒီယိုတွေပေါက်တာမို့ဒါဖာနေယောက်ကလိုက်ဖက်နေတာဖြစ်ပါတယ်။အခုလိုနေယောက်တူတူစူးစမ်းရှင်သန်နေတဲ့အချိန်မှာဆယ်လီဇုံဝင်းမောင်နောက်မိမယူမောင်ကိုလည်းတမီးလေးကအရန်စွေးနေတာဖြစ်ပါတယ်။ဇုံဝင်းမောင်ကအရွယ်ကောင်းဖြစ်သေးတယ်လို့ငယ်သေးတာမို့နောက်ရင်အောင်ပြုလို့ရတဲ့အရွယ်ဖြစ်ပါတယ်။နောင်မင်းမယူမဲ့အပေါ်မှာမြစ်တာရော့သွားမှာ ਉਹ သမီးဖြစ်သူကစိုးရိမ်တာကြောင့်ကြောက်နေရလဲဖြစ်ပါတယ် ဘာခင်ဖြစ်သူတခြားမိန်းမတစ်ယောက်ကိုယူမယ်ဆိုရင်တော့အပိုင်ယူသွားမှာလုံးဝကိုမလိုချင်လို့ဖွင့်ဟလာခဲ့ရလဲဖြစ်ပါရင် သူမရဲ့ဖခင်ကိုတခြားမျိုးသမီးတယောက်ကအပိုင်ယူသွားမှာကိုသူမအနေနဲ့စိုးရိမ်နေရလဲဖြစ်တပါရင်ဖခင်ဖြစ်သူကိုအပိုင်မပေးဘဲနဲ့သူနဲ့သာတသက်လုံးနေစေချင်တာဖြစ်ပါရင်အိမ်အောင်လည်းထပ်ပြီးတော့မပြုစေချင်တော့ပဲသူနဲ့သာဖြတ်တန်းစေချင်လို့အိမ်အောင်ပြုမဲ့ကိစ္စကိုတားမြစ်ထားတာဖြစ်ပါရင်ဆယ်လီလည်းဖြစ်တာမို့ဇော်ဝင်းမောင်ကိုသိတဲ့သူတွေလည်းများလာသလိုမိန်းကလေးတွေကလာကြက်တာလည်းရှိပါရင်ဒါကြောင့်မို့လဲသမီးလေးရအင်တာဗျူးတွေဖြေတဲ့အချိန်မှာဖခင်ဖြစ်သူကိုဘယ်သူနဲ့မှသဘောမတူကြောင်းကိုချိန်ညာလို့နေတာဖြစ်ပါရင် ။တမီးလေးကလည်းဖခင်ဖြစ်သူနဲ့အတူတူသာတသက်လုံးနေမှာလို့ဆုံးဖြတ်ထားတာပါ။ဖခင်ဖြစ်သူကိုအိမ်အောင်မပေးမပြူတဲ့အပေါ်မှာတချို့ကလည်းဝေဖန်နေကြတာဖြစ်ပါရင် သမီးလေးကဖခင်နဲ့တသက်လုံးအထူးထူးနေပေးနိုင်မှာမဟုတ်လို့ ပေးရှူတင်နေဆိုပြီးတော့အကြံပေးနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့သမီးလေးရလက်ရှိမှာအသက်16နှစ်အရွယ်လောက်သာရှိသေးတာဖြစ်လို့ကလေးအတွေးသာဖြစ်ကြပါ။ဒီအရွယ်မှာဖခင်ကိုနောက်တစ်ယောက်စီပေးပြီးတော့မိတွေးတော်နိုင်ဖို့ဆိုတာသူ့အနေနဲ့အဆင်သင့်မဖြစ်သေးတာကြောင့်ဘသူနဲ့မှပေးမယူပဲသူနဲ့သာအတူတူနေစီကြတာဖြစ်ပါတယ်။အတူတူနေစီခြင်းနဲ့အတွက်လည်းမယူနဲ့လို့တားမြစ်ထားတာပါ။ဒါအပြင်သမီးလေးရသူ့အတွက် အစစအရရအနစ်နာခံပြီးတော့ပြုစုပြိုးထောင်တဲ့ဖခင်အတွက်ကိုတမိကောင်းပြောင်းလဲစူးစမ်းသွားမှာဖြစ်ပါတယ်။သူအွေရောက်လာရင်ဖခင်တယောက်အေးချမ်းအောင်နေထိုင်ဖို့လဲစူးစမ်းဖို့စဉ်းစားထားတာလည်းဖြစ်ပါတယ်။ သူနဲ့ဖခင်ဖြစ်သူအတူတူနေထိုင်ပြီးတော့မိသားစုဘဝလေးတွေကိုသတိနဲ့အဝင်မခံခြင်းမို့ဆိုပြီးတော့သမီးလေးကဖွင့်ရထားခဲ့ရလဲဖြစ်သွားတယ်။သမီးလေးနဲ့ဖခင်ဖြစ်သူကအရန်ဦးနီကလွန်နဲ့အနေအထိုင်ပုံစံကြောင့်တချို့ကလည်းမကြိုက်ပါဘူး။ဖခင်ဖြစ်သူကသမီးဖြစ်သူကိုအသေးစိတ်ကအစကယူဆိုင်တယ်လို့တတော်ဆော့ရင်လည်းအထူးထူးဆော့နေကြပါ။ဒါကိုတချို့ကမသိဘဲနဲ့သမီးနဲ့ပြန်ပေးစားတာမျိုးတောင်ရှိပါတယ်။ဒီလိုအခြေအနေကြောင့်ဆယ်လီဇုံဝင်းမောင်တို့ကတတော်တွေဆက်မရိုက်တော့ဘူးလို့တောင်မှဆုံးဖြတ်တာမျိုးတွေရှိပါတယ်။ မီလီယာအနုပညာအလုပ်ကိုဝါသနာပါရာမို့အခုအသက်အရွယ်မှာအနုပညာအလုပ်တွေကိုသင်ယူနေရလဲဖြစ်ပါတယ်။တခြင်းဆိုဖို့လဲစူးစမ်းနေတယ်လို့ဖခင်ဖြစ်သူကလည်းနောက်ကွယ်ရနေပြီးတော့အပြေးဝကိုထောက်ပံ့ပေးနေရဖြစ်ပါတယ်။ဖခင်ဖြစ်သူကတမီလီကိုအစိုးရတယောက်ဖြစ်စေချင်လို့စူးစမ်းစေချင်နေတာဖြစ်ပါတယ်။ဆယ်လီဇုံဝင်းမောင်နဲ့တမီလီတို့ကြားမြေတားတရားအပေါ်အမြင်လေးကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။